်မင်္ဂလာနနက်ခင်ပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နဲ့တွေ့ပူချိန်ကတော့25ဒီဂရီရှိပြီးတော့မှ29ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်လူလူရေသွေးကတာမန်ဖြစ်ပါတယ်နေ့တာလုံးတွေ့နေတာပြီးတော့မှမြင့်ဆုံးပူချိန်က30ဒီဂရီရှိမှာဖြစ်ပါတယ်။နေ့စဉ်ဝိပြုခြင်းလင်းပြနိုဝင်ဘာလ23ရက်တနင်္ဂနွေနေ့2025 သူတို့မျက်စိ၌ရဲ့ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်ဒီကချက်ဓာရိတ်ကျမ်းမှာခွန်အားယူရာများအပိုင်း39ဓာရိတ်ကျမ်းခန်းကြီးခုနှစ်ခန်းငယ်9မှ39ထိုနောက်မှာငါကြည်လင်အသီးသီးဘာသာစကားကိုပြောသော လူမျိုးနွယ်ခတ်သိန်းတို့ထဲမှထွက်၍အဘယ်သူမျှမရေမတက်နိုင်အောင် လူများအပေါင်းတို့သည်ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်စွန်ပလွန်ခက်ကိုကင်လျက်ပလင်တော်ရှိသိုးတငယ်ရှိမှ ရက်နေကြ၏သူတို့ကလည်းပလင်ပေါ်မှာထိုင်တော်မူသောငါတို့ဤဖျားသခင်နှင့်တိုးတငယ်သည်ကေတင်တော်မူခြင်းချမ်းသာရှိတော်မူစေသည်ဟု ကြီးသောအံနှင့်ကြွေးကြော်ကြ၏ပလင်တော်မှစသောတက်ကြီးသူတို့နှင့်တတ္တဝါ၄ပါးဤပတ်ဝန်းကျင်၌ရက်နေသောကောင်းကင်တမန်အပေါင်းတို့သည် ပလင်တော်ရှိမှပြတ်ဝဲ၍ဖျားသခင်ကို ကိုးကွယ်လျက်အာမင်ငါတို့ဤဖျားသခင်သည်ကဘာဆက်ဆက် ကောင်းကြီးမင်္ဂလာဘုံပညာနှင့်တကွယေရှုချီးမွမ်းခြင်းဂုံတီတကိုးတက်သည့်ရှိတော်မူစေတည်းအာမင်ဟုပြောဆိုကြ၏အသက်ကြီးသူတစ်ပါးကလည်းဖြူသောဝတ်လုံးကိုဝတ်ဆင်သောဤသူတို့သည်အဘယ်သူနည်းအဘယ်ရက်ကလာကြသနည်းဟုငါအာမေးမြန်းလျင်ငါကသခင်ကိုရော်တိပါ၏ဟုပြန်လျှောက်၏သူကလည်းဤသူတို့သည်ကြီးစွာသောဆင်းရဲဒုက္ခထဲကထွက်မြောက်၍ မိတို့ဝိလုံကိုတိုးတငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသည်ထို့ကြောင့်ဘုရားသခင်၏ပလင်တော်ရှိမှနေရာကိုရ၍ပလင်တော်၌ဘုရားဝတ်ကိုဤညမပြတ်ပြုရကြ၏ပလင်ပေါ်မှထိုင်တော်မူသောသူသည်သူတို့တွင်ကျင်းဝတ်တော်မူမည်သူတို့သည်နောက်တပံရေစာကိုမငတ်မမို့ရကြနေရောင်ကြီးအလင်းမထီရအဘဲပူကိုမျှမခံရကြအကြောင်းမူကား လင်တော်အတွင်း၌ရှိသောသိုးတငယ်သည် သူတို့ကိုလှုပ်ကြွေး၍အသက်ဆန်း၍တွင်သို့လမ်းပြလိမ့်မည်။ဖျားသခင်သည်လည်းသူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်ဟုဆိုလေ၏။ဇာရိတ်ကျမ်းခန်းကြီး27ခန်းငယ်၄ဖျားသခင်သည်သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်။နောက်တစ်ဖန်သေဘေးမရှိရာစိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရာ အကြောင်းမူကားရှေးဖြစ်ပူသောအရာတို့သည်၍သွားကြပြီဒီနေရာမှာတော့ကောင်းကင်ဘုံမြင်ကွင်းမှာအတိုင်းမသိညားစွာသော လူအုပ်ကြီးနဲ့ကောင်းကင်တပံတွေဟာဘုရားသခင်နဲ့သခင်ယေရှုခရစ်တို့ငယ်ကိုဝမ်းမြောက်စွာနဲ့ကြည်မွန်ဝိပုကိုးကွယ်နေကြတဲ့မြင်ကွင်းကို တွေ့ရပါတယ်ဒီလူအုပ်ကြီးသည်အမျိုးမျိုးသောဘာသာစကားကိုပြောတဲ့လူမျိုးနွယ်ခတ်သိန်းကနေထွက်လာပြီးတော့မှမရင်မတွက်နိုင်တဲ့လူအုပ်ကြီးဖြစ်တဲ့ ဒါကဘာကိုဖော်ပြလဲဆိုတော့သခင်ရှုရှမတ်တခရင်ဂျန်ခရင်24ခန်းငယ်14မှာဖော်ပြထားတယ်လို့လူမျိုးပေါင်းတို့အာသက်တည်ဖြစ်မိအကြောင်းနိုင်ငံတော်နှင့်ရှင်သောအင်္ဂလိတရားကိုလောကီနိုင်ငံအရရရှိသမျှတို့၌ဟောရလိမ့်မည်တို့ပြီမှအဆုံးသည်ဖြစ်လတန်းဆိုတဲ့စကားရဲ့ပြည့်စုံခြင်းဖြစ်ပါတယ်။ဥတီမြင်ခွေးမှာတော့ဖျားသခင်ကိုဝိယုံဖြူတွေနဲ့ဝိပုကိုးကွယ်နေတဲ့သူတွေဒီလောကီနိုင်ငံအရရကလာတဲ့ ဧဝံဂေလိတရားကိုကြားနာပြီးတော့မှသခင်ယေရှုခရစ်ကိုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ထားတဲ့လူအုပ်ကြီးပဲဖြစ်ပါတယ်။ကောင်းကင်နိုင်ငံမှာလည်းမျိုးမျိုးသောဘာသာစကားကိုပြောတဲ့သူတွေသည်ဆက်လက်ပြီးတော့မှတီရှိပြီးတော့မှကိုယ်ကုံတိတ်ခါကိုယ်အနေထားနဲ့ဘုရားသခင်ကိုချီးမွမ်းနေကြတယ်ဆိုတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီလူအုပ်ကြီးသည်ကျူရဲဝတ်လုံကိုဝစ်စင်တဲ့ဆွန်ပလွန်ကဲကိုကိုင်နဲ့ပလင်တော်ရှိသိုးတကယ်မှာရက်နေတယ် ယောဟန်ရဲ့ကောင်းကင်ဘုံမြင်ကွင်းအားလုံးဟာပလင်တော်ကိုဥတီဘုံမှာပလင်တော်ကိုအလဲဘိုးမှာထားရဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ကောင်းကင်နိုင်ငံရဲ့အလဲဘိုးချုပ်ချာသည်ဖျားသခင်ရဲ့ပလင်တော်ဖြစ်ကြောင်းကိုဖော်ပြခြင်းလည်းဖြစ်ပါတယ်။ဝိယုံဖြူဝိချင်းတိတ်ပေကသူတို့ဒီခရစ်တော်ရဲ့သွေးတော်အားဖြင့်ဖျားသခင်ရှိတော်မှာကိုတိုးဝင်ခြင်းကခွင့်ကိုရရှိတယ်။ဖြစ်ပျော်ဟိတ်များသဖွယ်ဝိယုံဖြူကိုဝစ်စင်ပြီးတော့မှဖျားသခင်ရှိမှချီးမွမ်းခွင့်ကိုးကွယ်ခွင့် ူဇော်ကွင်းကိုအသာစီမရှိရရှိကြတဲ့သဘောဖြစ်တဲ့သွန်ပလွန်ကဲကတော့အောင်မြင်ခြင်းဘရင်ဖြစ်တင်မြောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့သူတို့ချီးမွမ်းတာကဖလင်တော်မှာထိုင်သောသူနဲ့သူတငယ်ဟာကဲတင်တော်မူခြင်းချမ်းသာရှိစေသတည်းလို့လူအုပ်ကြီးဟာကြီးသောအသံနဲ့ကြွေးကြော်ဂုဏ်ပြုကြတယ်ရိပတ်ဝင်ချင်မှလည်းအသက်ကြီးသူတွေတတ္တဝါ၄ပါးနဲ့ကောင်းကင်တမန်တွေအားလုံးဟာပလင်တော်ရှိမှပြတ်ဝစ်ပြီးတော့မှဘုရားသခင်ကိုကိုးကွယ်တဲ့ ဘုရားသခင်ဟာကဘာဆက်ဆက်ကောင်းကြီးမင်္ဂလာဘုံတိပညာနဲ့ကျေးဇူးတော်ချီးမွမ်းခြင်းဂုဏ်တိတကူတတ္တိရှိတော်မူသည်တည်းလို့သူတို့တွေချီးမွမ်းကြောဆိုပြုမဝိပုကိုးကွယ်နေကြတယ်။ကောင်းကင်မှာရှိတဲ့သက်ရှိအရာအလုံးဟာဘုရားသခင်ကိုတညီတညွတ်တဲ့ဝိပုကိုးကွယ်နေကြရတဲ့ဆိုတဲ့သဘောဖြစ်ပါတယ်။တက်လက်ပြီးဒီလူအုပ်ကြီးဟာဘသူတွေလဲလို့အသက်ကြီးသူတပါးကယောဟန်ကိုလာမေးတဲ့အခါမှာယောဟန်ကကိုရောတိတယ်လို့ပြောတဲ့အခါမှာသူပြန်ပြေတာက သူတို့တွေဟာကြီးစွာသောဆင်းရဲဒုက္ခတွေတကနဲ့လွတ်မြောက်ခဲ့တဲ့သူတို့ဝိလုံကိုတိုးတကယ်ရဲ့အသွေးနဲ့ဖြူစင်စေတဲ့သူတွေချော်ဖွတ်ခဲ့ကြတဲ့သူတွေဖြစ်တယ်လို့ပေါ်ပြတယ်တတိယအဖြစ်သခင်ယေရှုရဲ့မားစခြင်း၊ကြွယ်ကာခြင်း၊အသွေးတော်ကို ခံယူခြင်းအပြင်လွတ်မြောက်ခဲ့တဲ့ဆင်းရဲဒုက္ခတွေကိုကျော်လွှားပြီးတော့မှဝိယုံဖြူကိုဝိစဉ်ပြီးတော့မှ အောင်ပွဲခံရတဲ့လူတွေဖြစ်တယ်။ ။အဲဒါကြောင့်သူတို့တွေဒီပလင်တော်ရှိမှနေရာရတယ်။ဗိမ္မာန်တော်မှာဖျားဝတ်ကိုနှိမ့်ညံ့မပြတ်ပြုရကြတယ်။ပလင်တော်မှာထိုင်နေသူဖြစ်တဲ့သာရရှင်ဖျားသခင်ကလည်းသူတို့ထဲထဲမှာကျင်းဝတ်တယ်။သူတို့ဟာငတ်မွချင်းပူလောင်ခြင်းနဲ့မရှိအောင်သခင်ယေရှုဆိုတဲ့သိုးတငယ်က သူတို့ကိုကျွေးမွေးပြုစုကွယ်ကာထားတယ်။ပူလောင်မှုတွေကြုံလာတဲ့အခါမှာအသက်ဆင်းရဲတွင်ကိုလမ်းပြပေးတယ်။သူတို့မျက်စိမှရှိတဲ့မျက်ရည်ရှိသမျှတို့ကိုလည်းတုတ်တော်မူတယ်ဆိုတဲ့အရာကိုပေါ်ပြပါတယ်။ ခက်ခဲတဲ့ဒုက္ခတွေပင်ပန်းခြင်းတွေကိုယုံကြည်သူတွေတွေ့ကြုံရမှာဖြစ်တော်လဲပဲအခင်ရွှတ်သွေးတော်အပြင်ကွဲကားမယ်တွေးမွေးမယ်လမ်းပြမယ်သက်ဆိုင်ရာတွင်ကိုပို့ဆောင်ပေးမယ်မျက်စိမှာရှိတဲ့မျက်ရည်ရှိသမျှကိုလည်းတုပ်ပေးတော်မူမယ်ဆိုတဲ့ဂရုတော်ကိုကျွန်တော်ရရှိပြီးတော့မှဆက်လက်ပြမယုံကြည်ခြင်းမှာခိုင်မာစွာနဲ့ယက်တီရှင်တန်ကြပါစို့ဆုတောင်းကြရအောင်မြတ်တော်ရှင်ဖပြဒီနေ့မနေ့ကိုလည်းကိုရရှင်ကောင်းကြီးပေးပါနေ့တာလုံးကိုရရှင်ကောင်းကြီးပေးပါ ဖျားဝတ်နိုင်မွေလျော်ပရမဖျားရဲ့တကူခွန်အားဆွမ်းတတ္တိတွေကိုဆက်လက်ရရှိစေဖို့မာသာတနာတော်မူပါခက်ခဲတဲ့ကာလမှာဖျားပေးတဲ့ခွန်အားပူလောင်မှုတွေပေါ်များတဲ့ကာလမှာဖျားပေးတဲ့သက်ဆံရည်ကိုရရှိပြီးတော့မှလောကမှာကောင်းမွန်လျှောက်လန်းလို့ကောင်းကင်နိုင်ငံမှာလည်းဖြူတော်ဝိယုံနေနဲ့ပြင်တော်ရင်မှာတိုးဝင်ချင်းကဲနဲ့ချင်းမှန်ကိုးွယ်ကွင်းကိုရတော်သူတွေတည်တည်ဖြစ်စေဖို့ ယခုစုတောင်းနေတဲ့သူတွေနဲ့သူတို့မိသားစုတွေကိုကောင်းကြီးပေးပါမည်ကြောင်းနဲ့ငါပြည်ကြီးကိုချမ်းသာခြင်းတက်လွတ်မြောက်ခြင်းကိုပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖျားကြီးနာမတော်မြတ်ကိုမြပြုလျက်သနာခံစုတောင်းကြပါရစေဖခင်အာမင်